အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကကျွန်တော်တို့တောက်ကြနေဖြစ်ပါတယ်เนาะကျွန်တော်တို့ဒါ9ရက်12လ2025အဲဒီနေ့ကတော့တောက်ကြနေဖြစ်တဲ့တိုင်းဒါဆက်တင်တူလူတွေရဲ့ပွဲကြိုတွေရှိပါတယ်ဗျเนาะဒီနေ့ပါတော့ကျွန်တော်အင်္ဂလန်ပြင်းပြလေးမရှိဘူးကျွန်တော်တို့အီတလီစီးရီတော့မရှိဘူးဗျအဲဒီနေ့ကြပါတော့ဒါစပိန်လာလီဂါတို့ဒါဂျာမန်ဘူတစ်လီဂါတစ်တလီဝမ်တို့ဒါအင်္ဂလန်ချန်ပီယံရှစ်တို့ဒါလူအကြိုက်များစောတဲ့ပွဲစဉ်တွေတော့ရှိတယ်ဒီပွဲစဉ်တွေမှာကျွန်တော် အဲ၃ဘွဲလောက်ကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်เนาะအဲကျွန်တော်ရေဦးစောစပိတ်လာလီကာပွဲစဉ်တွေအားပွဲစဉ်တွေကိုရွေးချယ်ပေးမယ်ဒီပွဲစဉ်ကတော့ OBJ တို့ရဲ့ကျွန်တော်မာရော့ကာရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တစ်ကြောင်ရွေးထုတ်ပေးမှာဖြစ်ပါတယ်ဒါဆိုအဦးဆုံးပွဲစဉ်တစ်ပွဲဖြစ်ပါတယ်เนาะဒီနေ့ညမှာတော့ကျွန်တော်တို့တောက်ကြနေဖြစ်တဲ့အတိုင်းပေါ့ဗျာเนาะတောက်ကြနေဖြစ်တဲ့အတိုင်းဒီနေ့ညမှာအထက်ကြီးတွေပဲပြီးသွားမှာဒီနေ့ညထူးထူးခြားခြားတောက်ကြနေညမှာဘူပေါင်းကြီးတွေက အကုန်လုံးပြင်းနေကြเนาะပွဲတိုင်းလိုလိုကိုပေါင်းကြီးတွေပြင်းနေတယ်အဘော်ဒီကြီးတွေကတော့ဒါ level ပြား90ရှုံးဆိုတသိန်းပဲဖွင့်လိုက်တာမျိုးတော့ရှိတယ်เนาะဒီပွဲစဉ်လေးကိုကျွန်တော်ဒီပွဲစဉ်လေးအားမှာကျွန်တော်၃ပွဲလောက်ကိုရွေးချက်ပြသွားမှာမာရောကနဲ့ OB ရတူရဲ့ပွဲစဉ်မှာတော့ဒါဝေကွေရမာရောကနေပြီးတော့ OBE တို့တော့ဒါပြားဆုံးလေးတော့ကြေးကြော်ထားတာမျိုးတော့ရှိတယ်မြန်မာကျင်းတဲ့ဆိုတော့ပြား30ရှုံးလောက်ထိတော့ကြေးဖွင့်လက်ထားတာမျိုးတော့ရှိတယ် ။ Obiedo ကတော့ဒါကျွန်တော်တို့ပြောမယ်ဆိုရင်တော့မာရော့ကထက်အခြေအနေစိုးနေတဲ့ရာလက်မျိုးတွေလက်ရှိပိုင်ဆိုင်ထားတာဖြစ်ပါလေ။နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲကံပြီးသွားပြီ။နိုင်နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာတော့နိုင်ပွဲတစ်ပွဲမှရရှိထားခြင်းမရှိသေးဘူး။ Atletico Madrid ကိုဒါ2-0နဲ့ရှုံးတယ်။ဒီပါဟိုဒါဝမ်းသိနေရှုံးတာအိုဆာဆူနိုဒါတည်ရကန်ထားခဲ့တယ်ပြီးကြရင်တော့ဘလကာနိုဒါတည်ရကန်ထားခဲ့တယ်အဲသူကသွားပြက်ကြည့်ရမယ်ဆိုအိုဘီဂျေတိုရဲ့လက်ရှိဒီနေ့အင်္ဂလန် အဲကျွန်တော်စပိတ်လာလီကာပွဲစဉ်တွေထဲမှာနိုင်ပွဲဒါကျွန်တော်ဘလင်စီယာတပွဲတည်းရသေးတာဖြစ်တယ်တော့အားရစရာတော့ဒါလုံးဝမရှိဘူးအဲပြီးခဲ့တဲ့ဒါဆိုစီတက်ကိုတော့လည်းဒါဝမ်းစီးတဲ့နိုင်ငံရယ်နော်လူမျိုးရလက်တွေကြည့်မယ်ဆိုရင် OB ရတဲ့ဒါစပိတ်လာလီကာအမှတ်ပေးပွဲစဉ်တွေမှာရလက်တွေစိုးဝါပြီးတော့အားရစရာလုံးဝမရှိဘူးနော်အာမာရောကတော့ပြည့်ကြည့်ရမှာဆိုမာရောကတော့ဒါနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲကန်ပြီးတဲ့နောက်မှာတော့တပွဲတော့နိုင်ပွဲရရှိတာဖြစ်တယ် အဲကျွန်တော်တို့မာရော့ကလည်းထိုးနီးလက်ကောင်းပဲသူရအမှတ်ပြပွဲမှာဆိုတော့ဒါဒါကျွန်တော်ပြောမှာဆိုရှုံးပွဲတွေတော်တော်များများကြုံတယ်နိုင်ပွဲတော့ဒါရရှိထားမျိုးတော့ရှိတယ်ရှုံးပွဲနဲ့နိုင်ပွဲနဲ့ပြန်မျှမယ်ဆိုတော့ရှုံးပွဲကများတယ်ပေါ့ဗျာနော်ရှုံးပွဲကများတယ်တေးပွဲနဲ့ဒီလိုမျိုးနေသားမျိုးတွေမှာမာရော့ကနဲ့အိုဘီရတို့ဒီညတွေ့ဆုံတာဖြစ်တယ်လက်ရှိခြေစားပိုင်းတွေကိုတွားပြစ်ကြည့်မယ်ဆိုတော့မာရော့ကတော့တာတယ်လို့ပြောလို့ရတယ်နော် အတားလို့ပြောလို့ရတယ်အဝေးကွေးကနေလည်းဒါ level လေးကိုပြပြပြားစွန်းလေးတော့ကျိုးထားတာပြောလို့ရှိတယ်အဲကျွန်တော်တို့ပြောရမလို့ OBA တို့ကညီကိုတည့်တဲ့အဲစပိန်လာလီဂါထဲမှာဒါကြမ်းတိုက်နေတဲ့အသင်းစဉ်ဖြစ်တယ်ဒါပြောတော့ပြောမစင်စပိန်လာလီဂါထဲမှာ၁၄ပွဲတော့ကံပြီးသွားပြီ၂ပွဲပဲနိုင်ထားတယ်၃ပွဲတည်း၉ပွဲတည်းတော့ရှုံးထားတယ်ရမှတ်၉မှတ်ပဲရှိသေးတယ် OBA တို့ရဲ့ခြေစမ်းပါရနော်ဒါပြောပြောမယ်ဆိုရင်ဒါတန်းစစ်ဆိုအောက်ဆုံးရှင်းက တင်းဖြစ်တယ်ဒီနေ့ညအိမ်ဝင်းမှာတော့ဒါလက်ခံပြီးတော့မာရော့ကောရှင်ပြန်မှာဖြစ်တယ်မာရော့ကတော့ဒါအဆင့်16မှာဖြစ်တယ်ရမ်း73ပတ်နဲ့14ပွဲကံပြီးသွားပြီ14ပွဲကံပြီးသွားနဲ့3ပွဲနိုင်၄ပွဲတည်9ပွဲထိအောင်ရှုံးလာတယ်အဲနှစ်သင်းလောက်ကတော့ဒါနှစ်သင်းလောက်ကတော့ခြေစမ်းပိုင်းနေရာဆိုးပွားနေတယ်အဲဒါမျိုးမှဒါမျိုးနေထားမှုမှာတော့ဒါမာရော့ကလေဗယ်လေးကိုကြားတစ်ဆယ်လောက်ချင်းဖွင့်လှစ်ထားတာမျိုးတော့ရှိတယ် သူနဲ့သင်းပေါက်ထိတဲ့တွေ့ဆုံမှုဆိုလဲ၉ချိန်လောက်ရှိခဲ့တယ်၉ချိန်မှာတော့ဒါ OBJ တို့ကတစ်ချိန်မဲနိုင်လာခဲ့တယ်တည်ကြတာ၅ချိန်မာရော့ကတော့၃ချိန်နိုင်လာခဲ့တယ်မာရော့ကကျွန်တော်ပြောမယ်ဆိုရင်တော့ဒါမာရော့ကတော့ဒါ OBJ တို့ကတော့ဒါကျွန်တော်စပိန်လာလီကာထဲမှာတော့တွေ့ဆုံမှုကတော့ဒါမရှိတာဆိုကျွန်တော်စပိလာလီကာ2မှာတော့တွေးဆောင်ထားတာမျိုးတွေတော့ရှိတယ်။အစပိလာလီကာ2တိမှာဆိုရင်တော့တည်ကြတဲ့ပွဲကများတယ် ါရော့ကအိမ်ဝဲမှာဆိုရင်တော့ OBJ တူကိုနိုင်ထားတဲ့ပုံစံမျိုးရလက်လေးတော့ထွက်ပေါ်ထားတာမျိုးတွေတွေ့ရတယ်နော်အဲကြောင့်မို့ဒီနေ့ညမှာတော့ဒီပွဲစဉ်လေးကိုကျွန်တော်တကြောင်ရွေးချက်ပေးခြင်းလဲ OBJ တူအနေနဲ့ဒီနေ့ညမှာအိမ်ဝဲရနေပြီးတော့ခြေတူမတိမ်မင်းအသင်းကိုတော့နိုင်ပွဲရမဲ့၃ဘက်ရဖို့အရေးကြီးရညတကြလို့ကျွန်တော်ထင်မြင်သုံးသပ်ပြီးတယ်အဲတကြောင့်မို့ဒီနေ့ညမှာ OBJ တူရဲ့မာရော့ကပွဲစဉ်မှာကျွန်တော် OBJ တူဘော်ဒီလေးကိုရွေးချက်ပေးခြင်းပါတယ်အိမ်ဝဲရနေနိုင်ပွဲ တက်ရှာသွားမယ်ညညလို့ကျွန်တော်ထင်တယ်သုံးသပ်ပြပါတယ်အဲ့တော့ကြောင့်မလို့ OBJ တို့ပေါ်ကြီးလေးကိုကြိုက်ပါတယ်ကဲကျွန်တော်နောက်ဘွဲကိုသွားအောင်ဗျနောက်ဘွဲကတော့ကျွန်တော်တို့ပြည်သိလီဝမ်းနဲ့ပွဲတင်ပေါ့ဗျနော်အဲလိုင်လီနဲ့မာစီဒီပွဲတင်မှာဆိုရင်တော့အိုင်နဲ့မာစီမှာတော့ဘော်ကြီးချင်းမှာတော့ချင်းကြောထားခြင်းမရှိဘူးကိုပေါင်းချင်းလေးမှာတော့၃လုံးကို90စားဆိုပြီးတော့ချင်းဖွင့်လှစ်ထားတာဖြစ်ပါတယ်ဒီပွဲတင်မှာဆိုရင်ကျွန်တော်တို့တွားပြကြည့်ရမယ်ဆိုလိုင်လီရဲ့လက်ရှိခြေစမ်းပိုင်းကတော့ နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲကံပြီးသွားတဲ့နောက်မှာ၃ပွဲနိုင်လာခဲ့တယ်။နှစ်ပွဲရှုံးသားခဲ့တယ်။နော်ပြိုင်ပွဲဆုံးဒါ၃ပွဲကံပြီးတော့ဒါနှစ်ပွဲရှုံးသားခဲ့တဲ့နောက်မှာတော့ကျွန်တော်တို့ဒါပြောရမယ်ဆိုရင်တော့ night ကိုသူရှုံးသားခဲ့တယ်။ star ball ကိုသူရှုံးမြတ်ပေါ့ဗျာနော်။ paris ကိုတော့ဒါသူနိုင်ခဲ့တယ်။ပရီကိုတော့ဒါသူနှစ်ကြော့လုံးနိုင်ခဲ့ပြီးတော့ကျွန်တော်ယူရိုပါလိမှာတော့မဆူလာဘူးဗျ။နော်ယူရိုပါလိမှာတော့ခြေစမ်းနဲ့နဲ့ပြရလို့ပြောရမယ်။ဒါ 4G ဆိုတဲ့ကားနဲ့ နိုင်ခဲ့တယ်ပေါ့ဗျာနော်လိုင်လီရဲ့ခြေစမ်းပါပြောမယ်ဆိုရင်တော့သူ့ရဲ့ပြည်သိလီဝိုင်းရဲ့ကလပ်ပွဲစဉ်တွေမှာတော့ဒါရလက်ပိုင်းနေတော့ဒါမဆိုးလာဘူးလို့ပြောလို့ရတယ်အဲနိုင်ပွဲနိုင်လိုက်ရှုံးလိုက်ဒီလိုရလက်မျိုးထွက်ပေါ်တယ်အဲမာဆီကိုတော့ပြက်ကြပါဆိုတော့မာဆီကပြိုင်ပွဲဆုံး၅ပွဲကပ်ပြီးသွားတဲ့နေ့မှာသူ့ရဲ့ဒါအမှတ်ပေးပွဲစဉ်မှာတော့နိုင်ပွဲ၅ပွဲလောက်ရရှိလာတာဖြစ်ပါတယ်နော်ချန်ပီယံလေးမှာဆိုရင်လည်းဒါကျွန်တော်ပြောမှဆိုရင်လူကာဆယ်2ဝက်နဲ့နိုင်တယ်အတ္တအောက်တော့0ဝက်နဲ့ရှုံးသားခဲ့တယ် အမစီရဲ့လက်ရှိခြေသမ်းမှာကတော့ live လက်စာတော့တာရလို့ပြောလို့ရတယ်။နော်ဒီနေ့ညမှာလဲဒါပြောမယ်ဆိုရင်မစီနေနဲ့လက်ရှိ live ထက်တော့ခြေသမ်းပိုင်းတော့တာတယ်လို့ကျွန်တော်ထင်ပြီးသုံးသပ်ပြီးတယ်။ဒီကြောင်မှခြေဖွင့်လက်ထားတာမျိုးတော့မရှိဘူးဗျ။နော်ကျွန်တော်မတစ်က2024 2025ရာသီမှာတော့နှစ်သိန်းလုံးကတွေးဆောင်ခဲ့နှစ်ကြော့မှာတော့ဒါဝက်ဝက်ဆိုတဲ့ရလက်မျိုးနှစ်ကြော့လုံးတွေးဆောင်ခဲ့တယ်။နော် အဲ့ဒါ live ပွဲရရှိတာမျိုးနှစ်သင်းလုံးမရှိဘူးနှစ်သင်းလုံးက1 1 1 1ဆိုပြီးတော့ဒါတွေ့ဆုံထားတဲ့ရလတ်မျိုးထွက်ပေါ်ခဲ့တယ်နော်ဒီနေ့ကြမှာတော့ဒါအောင်မှ9ပေါက်ချင်းလေးရ3လုံးကို50စာဘိုးချစ်ပါဒေဒေချစ်ဖွင့်ထားတယ်နော်လက်ရှိအဆင့်တရားကိုသွားပြန်ကြည့်ရမယ်ဆိုတော့မာစီကအဆင့်3ပါလန်လီကအဆင့်4ပါနော်အာအဆင့်ကတော့အဆင့်အထက်နဲ့အောက်ဖြစ်နေတယ်အဲ့ဒါကြောင့်မို့ဒီနေ့ကြမှာအဲကျွန်တော်ကဘိုးချစ်လေးကိုတော့လက်ဆောင်ချင်တယ်ဘိုးချစ်လေးလက်ဆောင်ပြီးတော့9ပေါက်9ပေါက်လေးရွေးချက်ပေးချင်တယ် နှစ်သိန်းလုံးကလည်းဒါခြေသမားကမသိမင်းဆိုတော့ဗျာနော်အဲဘုံကြီးကတော့ဒါနှစ်သိန်းလုံးကသူလည်းနိုင်သွားတယ်သူအဝေးကွင်းကလည်းနိုင်သွားနိုင်သူအိမ်ကွက်လည်းနိုင်သွားနိုင်တယ်အဲ့တော့ကြောင့်မလို့ဒါဘိုးပေါကြီးလေးကိုရွေးချယ်ပေးခြင်းနဲ့ဒီပွဲတင်မှာတော့ဘိုးပေါကြီး3လုံး50စားကိုနှစ်သိန်းလုံးဂူးမပေါ်ခဲ့တာ3ကြိမ်ဖြစ်တဲ့လိုင်းလီနဲ့မှချိန်မှာဒီနေ့ညမှာဂူးပေါ်သွားမယ်လို့ကျွန်တော်ထင်မသုံးသပ်မိတယ်အဲ့တော့ကြောင့်မလို့အာဂူးပေါင်းပေါ်လေးကိုရွေးချယ်ပေးခြင်းပါလေလိုင်းလီနဲ့မှစီဂူးပေါင်းပေါ်ကြိုက်ပါလေ ကျွန်တော်နောက်တစ်ပွဲသွားအောင်ဗျနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒီကိုလိုသိတဲ့အတိုင်းပဲဒါပြင်းသင်းဒီပွဲပွဲတင်ပွဲပဲဆက်လက်ပြီးရွေးချယ်ပြီးသွားအောင်ပါနော်ဘရက်နဲ့မူနာကိုဒီပွဲစဉ်မှာဆိုတော့မူနာကိုကနေဝင်းကွန်းနဲ့ဘရက်ကိုမြန်မာကျေးမှာဆို level ကိုပြား80ရှုံးအောင်ပြူချေးဖွင့်လက်ထားဖြစ်တယ်ဘူပေါင်းချင်းလေးမှာတော့၃လုံးတည်ရချေးဖွင့်လက်ထားတာဖြစ်ပါလေဒီပွဲစဉ်ကိုတွားပြက်ကြည့်ရမယ်ဆိုတော့ဘရက်ကတော့ဒါဒီနေ့ညအင်ကွန်းကလက်ခံစားမှာဖြစ်တယ် ပြန်ပွဲဆုံးဒါပြတိလိဝဲအမှတ်ပွဲပွဲပြန်ပွဲဆုံး၅ပွဲကံပြီးသွားတယ်မှာနှစ်ပွဲနိုင်ထားခဲ့တယ်နောက်ဆုံးကံခဲ့တဲ့နှစ်ပွဲကနှစ်ပွဲလုံးနိုင်ပွဲရရှိထားတာမျိုးရှိတယ်မက်ကိုဒါ3-2နဲ့နိုင်တယ်စတာဘော့ကို1-2နဲ့နိုင်လာခဲ့တယ်မာဆေးကိုတော့3-2နဲ့ရှုံးတယ်လိုင်ယွန်းတော့စီစီကံနဲ့အဲပြောပြောမယ်ဆိုပဲရစ်ကိုတော့1-3နဲ့နိုင်လာခဲ့တယ်လက်ရှိဘရက်ခြေသက်ပါရတော့ဒါပြောမယ်ဆိုရင်ဆိုးရလည်းမဟုတ်ကောင်းတယ်လည်းမဟုတ်လက်ရှိခြေသမ်းမရတော့เนาะအဲဒီလိုမျိုးပုံစံမျိုးဖြစ်တယ် မူနာကူကသွားပြက်ကြည့်မှာဆိုရင်တော့မူနာကူကတော့အာပြီးခဲ့တဲ့ပွဲစဉ် PSG တော့1စီးနဲ့နိုင်လာခဲ့တယ်နော်1စီးနဲ့နိုင်လာခဲ့တယ်အဲ့ဒီပွဲစဉ်မှာဆိုရင်လည်းဒါ PSG ကတော်တော်လေးဖိကလာခဲ့တယ်မူနာကူရဲ့ဒါဂိုးသိပ်သိကြမှုနဲ့ကန်ကောက်မှုကြောင့်1စီးနဲ့နိုင်ခဲ့တယ်ပေါ့ဗျာနော်ပြန်ပွဲဆိုတာကျွန်တော်တို့အအမှတ်ပေးပွဲပြည်သိလီဝါပွဲအမှတ်ပေးပွဲပြန်ပွဲဆို၅ပွဲကန်သွားတဲ့အနက်မှာတော့ဒါ၃ပွဲလောက်ထိကိုရှုံးထားတာမျိုးတော့တွေ့ရတယ်ပြည့်ကြီးဒီပွဲလည်းနိုင်တယ်နက်စကိုတော့ဒါသူနိုင်ထားခဲ့တာ G5 နဲ့ပေါ့ဗျာနော်အကျိုးရလက်မျိုးတွေတော့မနာကူမှာတော့ top ပထားတာမျိုးလေးရှိတယ်တိုးနှစ်သိန်းပေါက်ထည့်လိုက်တွဲဆုံမှုက73ကျင်ရှိတယ်73တင်ကြာကတော့ break ကတော့5ကျင်တိုင်းတေကြတာတစ်ချိန်မှမရှိသေးဘူးအာမနာကူကတော့7ကျင်လောက်ထိကိုနိုင်ထားတာမျိုးတော့ရှိတယ်ကျွန်တော်တို့2024 2025ရာသီမှာတော့မနာကွဲအင်ကွဲမှာတော့32နဲ့နိုင်ပြီးတော့ break အင်ကွဲမှာ2ဝက်နဲ့ပြန်နိုင်ထားတယ်နှစ်သိန်းတော့မိနစ်ကတွဲဆုံခဲ့တဲ့နေသားမျိုးမှာတော့ကိုယ်ကွယ်သူနိုင်ကိုယ်ကွယ်ကိုနိုင်ဆိုရရလက်ပြိုးတယ် နှစ်သိန်းလောက်ထွက်ပေါ်ထားတယ်နော်အဲ့တော့ကြောင့်မလို့အစင်ကြီးအတွားပြည့်ကြီးပဲဆိုရင်မူနာကူကခုနှစ်နော်ဘရက်က7ပိုင်းရက်တည်တည်ဖြစ်တယ်အဲ့တော့ကြောင့်မလို့ဒီနေ့ညမှာတော့ကျွန်တော်ကတော့ဒီပွဲစဉ်လေးကိုကျွန်တော်ဘိုလ်လေးရွေးချက်ပြင်ချင်ပါတယ်ဒီပွဲစဉ်မှာဆိုတော့မူနာကူရဲ့ဘိုလ်ကြီးကပြော့နေလို့ကျွန်တော်ထင်မြင်သုံးသပ်မိရယ်ဝါပေါင်း90လောက်ထိကိုကျေးဖွင့်လက်သားတင်လဲလို့ကျွန်တော်ထင်မြင်သုံးသပ်မိရယ်လက်ရှိခြေစမ်းရဘရက်ထက်မူနာကူကတာနေတာဖြစ်တယ်ပြင်သစ်လီဝမ်မှာဆိုရင်လည်း မနာကူကအများအားဒါ124ဝင်တဲ့အသင်းသင်းမျိုးဖြစ်တယ်။ဒါဥပဒေနဲ့ညမှာဘရက်ကို level ကိုဒါပြား80ရှုံးလောက်ထိပဲကြီးဖွင့်ထားတယ်။ဒီနေ့ညကြီးပြော့ရလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။အဲ့တကြောင့်မဒီနေ့ညကျွန်တော်ဘရက်ပေါ်လို့ရွေးချယ်ပေးခြင်းပါလေ။ဘရက်နဲ့မနာကူရဲ့ပုံစံကျွန်တော်ဘရက်ပေါ်လို့ကြိုက်ပါတယ်။အဲ့ဒီနေ့ညမှာကျွန်တော်ရွေးချယ်ပေးခဲ့တာ၃ပွဲဖြစ်ပါတယ်။နော်။အာပြည်သိလီအဲပြည်သိလီဝါနဲ့က၂ပွဲပေါ့ဗျာနော်။ပြီးစပင်လာလေးကလည်း၂ပွဲဖြစ်တယ်။ စပိလာလီကလည်းအတော့ဒါ OBJ တို့နဲ့မာရောကပွဲနဲ့ OBJ တို့ရွေးချက်ပြီးခဲ့တယ်။ပြည်သိလီဝါနဲ့မှာဘရက်နတ်မူနာကိုဒရက်ဘောကြိုက်တယ်။လိုင်လီနဲ့မာဆီရဲ့ပွဲနဲ့မှာဂူပေါင်းအပေါ်ကြိုက်ပါတယ်။နော်အချက်ချင်းတူရတော့လိုက်ဆော့ရရပါတယ်။အဲချက်ချင်းမတူတော့လောလတ်စာသဘောထားကွဲလွန်ဝင်ရှိပါတယ်။နော်ဘလုံးဝဲတော့ပိုင်ဘူးမှမရှိဘူး။ဒါမဲ့ချင်းနေချင်းသားလေးကြည့်ပြီးတော့အကောင်းဆုံးရွေးချက်ပေးရတာဖြစ်လို့ကျွန်တော်ရဲ့ဒါ YouTube channel လေးကိုကျွန်တော်ရွေးချက်ပေးတဲ့ပွဲစဉ်လေးကိုကြည့်တဲ့ဆို YouTube channel လေးကို like subscribe လေးလုပ်ပေးသွားပါဦး။နော် မပါ group ကို join ကြတဲ့ဆိုရင်တော့အောက်မှာ Telegram channel လေးချပေးကြပါရစေ။လာရောက် join လာလို့ရပါတယ် Telegram channel လို့ Viber channel လို့ချပေးကြပါရစေ။လာရောက် join လာလို့ရပါတယ်။တောက်ကြတဲ့ညမှာကျွန်တော်တို့အပိဝါသာရှင်ဘရုံးချင်းဒီဘွာမအားလုံးပဲနိုင်ငံတွေလည်းထောက်နိုင်ကြပါစေ။စနေနေ့ကျဒါဒုတ်တွေရပါလေစစ်မကောင်တိုင်းနဲ့ကြောပြီးလေးကိုအဆုံးတက်ပြလေနောက်ပြန်စနေနေ့ညပွဲစဉ်ပွဲကောင်းနေတဲ့အတူတူပြန်ဆုံပြစေအားလုံးပဲကုလပါ